အားလုံးပဲမင်္ဂလာပါဗျာကိုစိုးရေးစပေါ့ချန်နယ်အားလုံးနေတူတူပါတယ်ကျော်သံငယ်ကျော်မျိုးအားလုံးပဲမင်္ဂလာပါဗျာကင်မနီကတော့ကျွန်တော်တို့ တော့ကြာနေညမှာတော့အချိန်လေးအနေငယ်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဗျာအနေငယ်ပဲကောင်းပါတယ်ကျွန်တော်လည်းအတန်းတိုင်းဆုံးတော့ရွေးပြီးတဲ့နေထားမှာရှိတယ်ဒီနေ့မှာကျွန်တော်တို့ပွဲစဉ်ပွဲကောင်းတော်တော်လေးများတဲ့အနေထားမှာရှိပါတယ်ကျွန်တော်တကယ်ကျွန်တော်မျိုးတွေထိန်းသိမ်းသိမ်းဆော့ကြဖို့လည်းကျွန်တော်ပြောပြသည်အရှိပွဲတွေနိုင်ခဲ့ရင်နောက်ပိုင်းနေဆက်ထိုးရလဲထိုးပေါ့ဗျာမနိုင်မထိုးခဲ့ရင်လည်းကျွန်တော်တို့အနားယူပြီးတော့ AC အိတ်လိုက်တာကျွန်တော်တို့ကောင်းတဲ့အနေထားမှာရှိပါတယ်ရှေ့ပွဲတွေကြားခဲ့မယ်ဆိုတော့နောက်ပွဲတွေဆက်မလိုက်ဘူးလေကျွန်တော်သတိပေးပြရစီ ဒီမှာကျွန်တော်ပွဲပွဲတွေလည်းများတယ်လို့ချိန်နေရလဲကျွန်တော်တို့ကတ်တဲ့အနေထားတွေကြောင်းလည်းပါပါတယ်ဗျာဒီတိုဖိုင်ကတော့ကျွန်တော်စပိန်လာလီဂါနဲ့ဂျာမန်ဘွန်ဒက်စလီဂါတို့ပွဲစဉ်တွေထဲမှာအကြိုက်ဆုံးဖြစ်မဲ့၄ပွဲကိုကျွန်တော်ရွေးချယ်ပြီးသွားဖြစ်ပါတယ်နောက်တစ်ဖိုင်ကကျွန်တော်တို့လောက်ခဲ့ရင်လည်းကျွန်တော်အီတလီက၂ပွဲနဲ့အင်္ဂလန်၂ပွဲဆို၄ပွဲအဲ့လိုမျိုးရွေးပြီးသွားမဲ့အနေထားမှာရှိပါတယ်ဗျာကျွန်တော်ရင်ကျွန်တော်တို့ရဲ့အကြိုက်မလို့ရှိရင်ဘက်ကန်ကိုလည်းကျွန်တော်ပြောပြရစီဗျာ software ဝယ်ခဲ့တဲ့ကျွန်တော် Velardole နဲ့ setup ကိုဒီဘက်ဆိုင်ကျွန်တော်ည9:00နာရီခွဲမှာကံပဲပွဲစဉ်လုပ်ခဲ့ပါ Velardole ကိုကြည့်မယ်ဆိုတော့အဆင့်20ညမက16မှတ်ဆိုတော့တော်တော်လေးချင်းနီဆိုးသွားတဲ့ဆိုးသွားတဲ့အနေထားမှာရှိတယ်။ setup ကိုဘက်ကိုကြည့်မယ်ဆို setup ကိုကျွန်တော်တို့အဆင့်9ညမက36မှတ်ရရှိတာတယ်ဒီဘက်နိုင်ခဲ့မယ်ဆိုရင်36မှတ်နဲ့ Champion League ကျွန်တော် Europa League မြောင်းလင်းချက်လေးအနေငယ်ရှိတဲ့အနေထားမှာရှိတယ်။ Europa League ပေါ့ဗျာအများဆုံးဒီလိုနေထားမှာကျွန်တော်တို့ setup ကိုနေနဲ့ဒီနေ့ဘက်မှာ အကောင်းဆုံးကစားလာမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြစီနောက်တစ်ချက်ကျွန်တော်ကာဖောင်နေထားတွေရဆရာဗီကတော်လီကောင်းနေတဲ့နေထားမှာရှိတယ်တစ်ချက်ပဲကျွန်တော်ဒီနေ့ကကျွန်တော်အဝေးဝင်းဖောင်ဖြစ်တာကြောင့်အဝေးဝင်းမှာဆိုရင်ကျွန်တော်ဆရာဗီကညံ့တဲ့အသင်းထဲမှာပါတယ်အဝေးကောင်ကကျွန်တော်တပွဲပဲနိုင်ထားပါတယ်လေးပွဲတည်ကြတယ်ရှုံးရှစ်ပွဲထိရှုံးနေထားတဲ့ဆရာဗီကိုဖြစ်တာဆိုတော့ကျွန်တော်တွေ့ရတယ်ရာဂို16ဂိုးနဲ့ပေကို28ဂိုးတိခွင့်ပြုထားတဲ့ ဆက်တာပြီးခုဖြစ်တာကြောင့်ဒီနေ့ဘုရားကျွန်တော်ဗလာတိုလက်အနေနဲ့ကျွန်တော်တကူရနိုင်မဲ့အနေထားရှိတယ်လို့ပဲကျွန်တော်ပြောပြစီဘာလို့လဲဆိုတော့ဗလာတိုလက်ကနောက်ပိုင်းဝေါ်ဂျင်တွေမှာရကူပေါ့နော်ကျွန်တော်တကူအဲ့လိုမျိုးရရှိနေတဲ့ဗလာတိုလက်ဖြစ်တာဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ဘုရားကျွန်တော်ဆက်တာပြီးခုအနေနဲ့အဝေးခွင့်ဖြစ်တာနဲ့အညီဒီချာလေးဂယူဆိုင်ပြီးကစားရမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော် ပြောပြရစီကိုပေါင်းစည်းလေးတော့ကျွန်တော်တို့နှလုံး80ရှုံးပေါ့နော်အဲ့လို ခပင်းချင်းရှာရှာလေးပေးထားတဲ့အနေထားတွေရလဲဒီနေ့ဘွဲဟာကျွန်တော်ကိုးပေါင်းအပေါ်ကောင်းတဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲမှာဆိုတော့ Cedar Vigo ပေါ့နော် Cedar Vigo အဝေးကွင်းဖြစ်ပေမဲ့လည်း Carafon အနေထားတွေကကောင်းနေတဲ့အနေထားတွေကြောင့်ပေါ့နော်ဒီနေ့ကျွန်တော်တို့တူးဝမ်းလောက်တဲ့နိုင်သွားမဲ့လက္ခဏာလေးတွေအများကြီးတွေ့ရတယ်လို့ပဲကျွန်တော်ပြောပြရစီကျွန်တော် Velarolle ပတ်ကိုပေါ့နော်ကျွန်တော်ကူးပေးထားတဲ့အနေထားမှာရှိပါတယ် Cedar Vigo ကနောက်ပိုင်းဘွဲစဉ်တွေအဝေးကွင်းဖောင်ဆိုပြီးပူဆိုးတယ်ပေါ့နော်ကူးပေးရတဲ့ဘွဲစဉ်တွေတော်တော်များတာ တွေ့ရတဲ့အတွက်ကြောင့်လည်းပါပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ဘက်မှာဆိုတော့ setaway ကိုဇုံပေါ်ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်နောက်တစ်ခါတော့ကျွန်တော် villarreal နဲ့ကျွန်တော် real madrid ပွဲစဉ်ရွေးချယ်ထားပါတယ်ဒီပွဲစဉ်မှာဆိုတော့ real နေပြီးတော့ကျွန်တော် level ကျွန်တော်40ရှုံပေးထားတယ်ကိုပေါင်းစီး ၃လုံး၃၀ရှုံပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ real metric က level 5မှုထိတက်လာတဲ့အနေအထားမှာရှိတယ်ကိုအောင်စီကတော့ဒီတိုင်းပဲပေါ့နော်၃လုံး၃၀ရှုံပါပဲညီတက်နေတဲ့အနေအထားမှာရှိတယ်ဒီနေ့သင်ကျွန်တော်တို့ထိတဲ့တွေ့ဆုံမှု hardware တွေရကြည့်မယ်ဆိုရင် villarreal real metric ကိုပေါ့နော်အကောင်ဆုံးဒုက္ခပေးတဲ့အသင်းထဲမှာလည်းပါတယ်၄ချိန်ထိတည်ကြထားတာတွေ့ရပါတယ်၄ချိန်ထိကျွန်တော်တို့ real metric ကနိုင်ထားတာတွေ့ရတယ်ကျွန်တော် villarreal ကတော့၂ချိန်နိုင်ထားတာတွေ့ရပါတယ်ဗျာ injury ban ကတော့ပြောရမယ်ဆိုတော့ real metric ကတော့၅ရောင်းလောက်နားနေပြီးတော့ villarreal ကတော့ကျွန်တော်တို့ နှစ်ယောက်လောက်ပဲနာနေတဲ့အနေထားမှာရှိတယ်။တစ်ချက်ပဲကျွန်တော် သတိထားမှာ Real Madrid အနေနဲ့ကျွန်တော် Champions League ဒီနေ့မှာဆိုလဲကစားထားရတဲ့နေထားကြောင့်ပွဲပန်းမဲ့နေထားတွေရှိတဲ့အနေထားမှာအများကြီးတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်လည်းပဲငါးမှုရှုံးနေထားမှာပေါ့နော်။ Real Madrid အနေနဲ့ရမ်းမတ်ကလည်း58မှတ်ပေါ့နော်။ Barcelona Real Madrid အထရီကိုပြိုင်ဆိုင်နေတဲ့နေထားတွေရဒီနေ့ဘက်ကျွန်တော် Real Madrid အနေနဲ့အဝေးဝင်းဖြစ်တာနဲ့ညီအမားခံလဲရှုံးပေးလို့တော့မရမဲ့နေထားမှာရှိတယ်။အောက်ထက်တော့တေရအောင်တော့ ကန်သွားမဲ့အနေထားမှာရှိလေ။ Villarreal ရဲ့ကျွန်တော်တို့နောက်ပိုင်းပွဲစဉ်တွေကျွန်တော်ကြည့်ရမယ်ဆိုရင် Villarreal ကကျွန်တော် Alaba ကိုပြီးခဲ့တဲ့ပွဲမှာ1-0နဲ့ရှုံးတယ်။အဲဒီပွဲမှာဆိုလည်း Alaba က2ယောက်ထုတ်ခံရပါတယ်။အဲ့ဒါတော့မှကျွန်တော်တို့မသွင်းနိုင်ပါဘူး။ဂိုးမသွင်းနိုင်ဘူး။ Milanano ပွဲမှာလည်းဒီလိုပါပဲ။အဲ့တော့1-0နဲ့တော့နိုင်တယ်ဒါပေမဲ့ဘလကာနိုကဆော့စီစီတယောက်ထုတ်ခံထားတဲ့အတွက်ကြောင့်ကျွန်တော်1-0နဲ့နိုင်သွားတာဖြစ်ပါတယ်အဲ့ဒီရှေ့ပွဲဆိုလဲဗလန်စီယာကိုကျွန်တော်ဝမ်းဝမ်းမဲ့တီးကန်တော့တွားတာတွေ့ရပါတယ်ဒါကြောင့်ဒီချက်တွေကြီးကြီးအပြည့် ဗလေဗီလာရီကအဲ့လောက်ထိခြေစွမ်းပိုင်းပေါ့နော်ကောင်းတဲ့အနေထားမှာမရှိဘူးလို့ပဲကျွန်တော် သုံးသပ်ပေးလိုက်တယ်။တစ်ဖက်ကျွန်တော်ရီယယ်မက်ဒရစ်ကကျွန်တော်ကြည့်ရမှာဆိုရင်ချန်ပီယံလိကန်ထားရတဲ့ပွဲပန်းနဲ့လက္ခဏာလေးတော့တွေ့ရတယ်ပေါ့။ဒီနေ့ပွဲကကျွန်တော်တို့ဂိုးပေါင်းကြီးကျွန်တော်၃လုံး၃၀ရှုံးအနေထားမှာတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ ဒီနေ့ပွဲကကျွန်တော်ဂိုးပေါင်းအောက်တော်တော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်ဂိုးပေါင်းအောက်တစ်ချောင်းတည်းပဲကျွန်တော်ရွေးချယ်ပြီးလဲပါတယ်အနိုင်ရောကျွန်တော် real metric body ခပ်ပါးပါးလေးကြိုက်ပါတယ်ဗျာကျန်တဲ့ပွဲစဉ်တွေကျွန်တော်အတူချုံပြောပြပြီးသွားပါမယ်မာရိုကနဲ့ espanyol အဲ့ပွဲလည်းကျွန်တော်တို့တော်လေးကြည့်ကောင်းမဲ့ပွဲစဉ်မှာနှလုံးသေးရေးပေးထားတယ်ဂိုးပေါင်းစီနှလုံးသေးရေး body ကြီးကကျွန်တော်180နိုင်ပေးထားတယ်ဒီလိုနေထားမှာကျွန်တော် espanyol ပေါ့နော် espanyol တော်လေး ကောင်းနေတာတွေ့ရတယ်။ current form လေးလည်းကောင်းနေပေါ့။ဒါကြောင့်ကျွန်တော်ခံခံလာနိုင်မဲ့ဘွဲ့စင်တစ်ဘွဲ့ဖြစ်တယ်လို့ပဲကျွန်တော်ပြောပြရစီ။ဒီဘွဲ့စင်ကကျွန်တော်2 D ပေးထားတဲ့ကြောင့်ဒီဘွဲ့စင်ကလည်း go out တော်တော်လေးကောင်းပါတယ်ဗျာ။ Espanyol body ကိုကျွန်တော်ရဲဆုံးပြီးကျွန်တော်ရွေးချယ်ပြီးလဲပါတယ်ဂိုးပေါင်းဆိုတော့ဂိုးပေါင်းအောက်ပါဗျာနောက်တော့ကျွန်တော်ဂီရိုနာနဲ့ဗလန်စီယာဒီပွဲလဲထုတ်တူပါပဲဂီရိုနာကျွန်တော်အိမ်ဝင်ရဲ့ level 90ရှုံးပေးထားတယ်ဂိုးပေါင်းစီကျွန်တော်နှလုံး80ရှုံးပေးထားတွေ့ရပါတယ်ဒီပွဲကျန်တဲ့ဒီလိုပါပဲကျွန်တော်ဗလန်စီယာကိုကျွန်တော်ရဲဆုံးပြီးကျွန်တော်ရွေးချယ်ပြီးလိုက်တယ် ဒီဘွဲကျွန်တော်တီးကြသွားမဲ့ပွဲစဉ်တစ်ပွဲပါ1 1 1 0ပေါ့နော်အဲ့လိုနိုင်အောင်မှကနိုင်သွားမဲ့နေတာဗလန်စီယာဘော်ဒီခပ်ပပနဲ့ဂူဘောအောက်ပါဗျာဂျာမနီတဲ့ကျွန်တော်နှစ်ပွဲရွေးချယ်တာပါတယ်ဒီနှစ်ပွဲလည်းမဆိုးဘူးပေါ့နော်တော်တော်လေးအဆင်ပြေမဲ့အနေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြစီတော်တော်တော်လေးလည်းကျွန်တော်လေးကောင်းမဲ့နေထားပါည9နိုင်မှာကံမဲ့ဂျာမန်ဘော်ဒီစီယာတဲ့နှစ်ပွဲပေါ့နော်အော့စပန်နဲ့ကျွန်တော်ဝူဖတ်တို့ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတာပါတယ်ဒီပွဲစဉ်မှာဆိုတော့ ့ Osprey ကကျွန်တော် level 20ဂိုးပေါင်းစီကျွန်တော်နှလုံး60နှလုံး80မှာပေးထားတယ် level 20ပေါ့ level 20ရဲ့ပထမဒေဂျီဒေဂျီကနေအခုချိန်မှာအခုကျွန်တော်ပြန်ကြည့်လိုက်တဲ့ချိန်မှာ level ကိုကျွန်တော်တို့30ရှုံးလောက်တောင် ဖြစ်လာတဲ့နေသားမှာရှိပါတယ်။တော်တော်လေးပြန်ပြီးတော့ပြန်တက်လာတဲ့နေသားပါ။ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်ပြောမှာဆိုတော့ဥပက်ကကျွန်တော်အဝေးဝင်းဖောင်ကောင်းတဲ့ဥပက်ဖြစ်ပါတယ်။ တို့တူပဲကျွန်တော် Osprey ကလည်း current form နေကောင်းနေတဲ့နေတာရမကလည်း35မှတ်နဲ့38မှတ်အဆင့်ကတော့ကျွန်တော်ခွန်နဲ့71ပေါ့နော်အနည်းငယ်တော့ကွာတယ်အဆင့်ကတော့နည်းနည်းကွာတယ်ရမက3မှတ်ပဲကွာတဲ့နေတာတွေကြောင့် Osprey ကလည်း current form ကောင်းတယ်လို့ Wolf ကလည်း current form ကောင်းနေတဲ့နေတာမှာဒီနှစ်သင်းလာတွေ့တဲ့နေတာပါဒီလိုနေတာမှာကျွန်တော်တို့ဒဲဂျီနီနီယာတွေပဲကျွန်တော်တို့အခုချိန်မှာဆိုတော့ level 30 40လောက်ဖြစ်လာတယ်ဆိုတော့ ့ Osprey လေးနည်းနည်းပိုကောင်းနေနေတဲ့အနေအထားမှာရှိတယ်။ Hatterley ရလည်းဒီလိုပဲကျွန်တော်တို့ Osprey က၄ချိန်နိုင်တယ်၊၃ချိန်သေးကြပြီးတော့ Wolfpack ကတော့၃ချိန်နိုင်ထားတာတွေ့ရပါတယ်။ဒီပွဲကတော့ပြောရမယ်ဆိုတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကျွန်တော်ရွေးချယ်ပေးပါရစေဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့နှစ်သင်းကပြောလို့မျှနေတဲ့အနေအထားမှာရှိတယ်။နှစ်သင်းလုံးကကျွန်တော်တို့ထိန်းသိမ်းဆော့တဲ့အနေအထားလေးမှာလည်းတွေ့ရတယ်ဗော။တော်တော်လေးခက်ခက်ခဲခဲ ကစားရမယ့်ပွဲစဉ်မှာအဦးဘက်ကတော့တိုက်ဆက်မှာပေါ့နော်ပူပြီးတော့တာတဲ့အနေအထားမှာရှိတယ်အဲဒီကစားသမားအင်အားချင်းပေါ့နော်အဲ့တစ်ချက်လေးတော့ရှိမယ်ဒါပေမဲ့တင်းဝေါ်မှာတော့အော့စပတ်ကတော်တော်လေးကောင်းတာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်လည်းကျွန်တော်ပြီးခဲ့တဲ့ပွဲမှာလည်းဒေါမွန်နဲ့အော့စပတ်မှာဒေါမွန်ရွေးခဲ့တယ်ဒါပေမဲ့ကျွန်တော်အော့စပတ်က နိုင်သွားတာတွေ့ရပါတယ်ဗျာတော့မို့ကျွန်တော်တို့ရှုံးနေသွားတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲကျွန်တော် hotspot နေတဲ့အိမ်ဝင်းလဲအိမ်ဝင်းပေါ့အိမ်ဝင်းကောင်းတာလဲကျွန်တော်တကယ်အတီးဆုံးဖြစ်ပါပါ wifi ကကျွန်တော်အဝင်းကောင်းတယ်ပေါ့နှစ်သင်းလာတွေ့တဲ့အနေထားတွေရဒီနှစ်သင်းကတရေပဲပေါ့နော်တရေပဲကြာသွားမဲ့အနေထားမှာရှိတယ်အနိုင်ဆိုတော့ကျွန်တော်ခပ်ပါပါကျွန်တော် hotspot body လေးတော့ခပ်ပါပါလေးတော့ကြိုက်တယ်ဂျီလေးလဲအနေငယ်တက်လာတဲ့အနေထားတွေရလဲပါတယ်ဘွဲစင်က10ပေါ့နော်10 ဝမ်းဝမ်းအဲ့လိုမျိုးဖြစ်သွားမဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်ပြောပြရစီကိုးပေါင်းအောက်ကိုကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော် mesh နဲ့ fry back ဒီပွဲစဉ်လည်းဒီလိုပါပဲခြေတူနှစ်သင်းလာတွေ့နေတဲ့နေသားပါတော်တော်လေးကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲပါအစင်ရလည်းကျွန်တော်3နဲ့5နဲ့အဲ့လိုမျိုးလာတွေ့နေတဲ့နေသားပါရမတ်ကလည်းကျွန်တော် mesh က44မှတ် fry back က50မှတ်3မှတ်ပဲကွာတယ်အနေထားမှာတွေ့ရပါတယ်ဗျာဒီချက်တွေကြောင့်ကျွန်တော်ဒီနေ့ပွဲဟာလည်းတော်တော်လေးပေါ့နော်ကြည်ကောင်းလာမဲ့ပွဲစဉ်တစ်ပွဲပါ mesh ကကျွန်တော်အိမ်ဝင်မကောင်းပါဘူး ဖရိုက်ဘက်ကလည်းကျွန်တော်ပြောရမယ်ဆိုတော့အဝေးခွင်မကောင်းပါဘူးဗျာအဲ့လိုမျိုးနေထားမှာလာတွေ့တဲ့နေရာမှာရှိတယ် mains ကကျွန်တော် level 80နဲ့တော့အသေးရှုံးတော့ပေးထားတယ်ဘိုးပေါင်းစီးရကျွန်တော်နှလုံး80ရှုံးတော့ဒီတိုင်းပဲပေါ့နော်ငြိမ်သက်နေတဲ့နေရာမှာတွေ့ရတယ်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်တို့တရေပေါ့နော်ဥတီနေတဲ့နေထားမှာရှိတယ်လို့ပဲကျွန်တော်ပြောပြရစီကာရာဖောင်နေထားတဲ့နေရာလည်းနှစ်သိန်းလုံးကတော်လေးပေါ့နော်မြန်ရင်နေတဲ့နှစ်သိန်းဖြစ်တယ် fry back ကလည်းကျွန်တော်နှစ်ပွဲဆက်တော့ကျွန်တော်တေးကြထားတယ်ပေါ့နော်တေးကြထားတဲ့နေထားတွေကကြည့်မယ်ဆိုရင်လည်း တော့ line set ကိုစီးစီး off spot ကိုစီးစီးအဲ့လိုကန်ထားတဲ့အနေအထားတွေရဂိုးမရတာနှစ်ပွဲရှိသွားပါပြီ main စကတော့ပို့ပြီးတော့ခြေစမ်းပိုင်းလေးကောင်းနေတဲ့အနေအထားမှာရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနှစ်ပွဲကကျွန်တော် main အနေနဲ့နိုင်ခဲ့ကျွန်တော် 1C အဲ့လိုမျိုးဖြစ်မဲ့နေတာပါဒါကြောင့်ကျွန်တော် 1C 1-1ပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့နေတာပါနှလုံးထက်မပူနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပြီးလဲပါတယ်ဂိုးပေါင်းဆိုတော့ဂိုးပေါင်းအောက်ပါဗျာကျန်တဲ့ပွဲစဉ်တွေကကျွန်တော်ဒီတိုင်းပဲပြတ်ပြတ်ပြီးသွားပါမယ်ယူနီယံဘာလင်နဲ့ကျွန်တော် ဘိုင်မြူနစ်ပွဲမှာဆိုရင်ဘိုင်မြူနစ်ကကျွန်တော်1ရှစ်တိရှော့ကနေပြီးတော့1ရှုံးထိဖြစ်လာတယ်။ကိုကောင်းစီကျွန်တော်3လုံးသိရေပေါ့နော်။ဒီပွဲစဉ်လည်းပြောမှဆိုတော့ဘိုင်မြူနစ်ပဲရရမယ်အနေထားပါ။ဘိုင်မြူနစ်ကျွန်တော်ရှစ်မှတ်တော့ဖြတ်ထားတယ်။ဒါပေမဲ့ကျွန်တော်ချန်ပီယံလိကန်ထားရတဲ့အနေထားလေးတော့ရှိတယ်။ပွဲပတ်မဲ့အနေထား။ဒါပေမဲ့ကျွန်တော် ECC ပါပဲ။ချန်ပီယံလိမှာလည်း AIA ကြောင့်ပဲကန်သွားတဲ့အနေထားပါနော်။ခြေစွမ်းပိုင်းရကွာတဲ့အနေထားမှာရှိတယ်။ ဘွန်နက်စလီကာမှာကျွန်တော်လီပွဲတင်မှာပြီးခဲ့တဲ့ပွဲပေါ့နော်ရှုံးနေထားတဲ့အနေအထားတွေကြောင့်ဒီနေ့ပွဲကကျွန်တော်တို့ယူနီဘာလင်ပေါ့နော်အနိုင်ကန်သွားမဲ့အနေအထားမှာရှိတယ်ဝင်းဝင်းဖောင်လည်းကောင်းတဲ့ဘိုင်မြူနစ်ဖြစ်တာကြောင့်လည်းပါပါတယ်ဗျာဒါကြောင့်ကျွန်တော်ယူနီဘာလင်အခြေခံပိုင်းမတည်ငြိမ်တဲ့အသင်းပေါ့နော်အခြေခံပိုင်းမတည်ငြိမ်တဲ့အနေအထားတွေရပြီးခဲ့တဲ့ပွဲမှာတော့ယူနီဘာလင်ကဖရန့်ဘက်ကိုကျွန်တော်အဝေးကွန်းမှာသွားနိုင်ထားတယ်ပေါ့တူဝန်နဲ့နိုင်သွားတယ်အနေအထားတွေတော့ခြေသွမ်းမဲ့မတည်ငြိမ်ပါဘူးဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့ဘိုင်မြူနစ်ဘော်ဒီပဲကျွန်တော်သဘောကျပါတယ်ကိုပေါင်းဆိုရင်တော့ ကိုပေါင်းလေးတော့သတိထားစီကြပါတယ်။ယူနီဘာလည်းတကိုးရမှာကျွန်တော်ဒီဘွဲကိုပေါင်းပေါ်သွားမယ်နေထားပါရှိပါတယ်။ဘိုင်မျိုးနဲ့ကျွန်တော်အဝင်းမှာ၁၁ကိုးပဲပေးထားရတယ်ပေါ့နော်။၃၁ကိုးတွင်းလာတယ်။ပေးကိုအနည်းဆုံးနဲ့တွင်းကိုအများဆုံးဘိုင်မျိုးနဲ့ဖြစ်တာတွေ့ရပါတယ်။ဒီချက်လေးတော့သတိထားစီကြပါ။ဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲဘိုင်မျိုးနဲ့ပဲကြိုက်ပါတယ်ဗျာ။ဝရပင်းနဲ့မူချံပွဲကတော့ကျွန်တော်ကိုပေါင်းအပေါ်သဘောကျတဲ့အနေထားမှာရှိပါတယ်။လိုက်စင်းနဲ့ကျွန်တော်ဒေါမပွဲကတော့ကျွန်တော်လိုက်စစ်ပဲရရမှာပါ။ဘာလို့ဒေါမ ခြေသွမ်းပိုင်းတက်လိုက်ကြလန်းနေပေါ့နော်ခြေသွမ်းမမှန်ပါဘူးပြီးခဲ့တဲ့ဘက်မှာတော့ချန်ပီယံလိဂ်ကန်ထားတဲ့အချိန်လေးချောင်းလည်းပါပါလိမ့်မယ်ဒီနေ့ဘွဲကျွန်တော်တို့ပွဲပန်းနေတဲ့အနေထားတွေကနောက်တစ်ချက်လိုင်စင်နေတဲ့ကျွန်တော်ရမှတ်တွေပေါ့နော်ဆုံးယုံထားတဲ့နှစ်ပွဲဆက်အနေထားတွေကကြည့်မယ်ဆိုရင်ဒီနေ့ဘွဲကကျွန်တော်လိုင်စင်အိမ်ဝင်းပါပေါ့နော်ပွဲပန်းနေတဲ့ဒေါ်မိုအကောင်ဆုံးကစားလာမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲမှာတော့ကျွန်တော်လိုင်စင်ဘော်ဒီနဲ့ကျွန်တော်ကိုးပေါင်းဆိုတော့ကျွန်တော်ကိုးပေါင်းအပေါ်လေးတော့သဘောကျပါတယ်ဘာလို့ဒေါ်မိုက လိုက်စီော်နှစ်သိန်းလောက်တွင်ကိုပေးကိုလေးမျှရတဲ့အနေထားတွေကြောင့်ဒီနေ့ဘွယ်ကိုပေါင်းအပေါ်လဲကောင်းပါတယ်ဗျာလိုက်စီဘော်ဒီနဲ့ကိုပေါင်းအပေါ်ပါဗျာကဲဒါကတော့ကျွန်တော်ဂျာမန်ဘူဒင်စလီဂါနဲ့စပိန်လာလီဂါဘွယ်စဉ်တွေအသုံးသက်ပြီးသွားဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံး၄ဘွယ်ကိုကျွန်တော်ပြန်ပြောပါမယ်အော့စပန်နဲ့ဟူဘတ်ရဘွယ်စဉ်မှာဆိုတော့ကျွန်တော်ကိုပေါင်းအောက်ကိုရွေးချယ်ထားပါတယ်ဘော်ဒီဆိုတော့အော့စပန်ဘော်ဒီခပ်ပွားလေးကြိုက်ပါတယ် မိတ်စ်နဲ့ private တော့ပွဲမှာဆိုလဲဒီလိုပါပဲဂိုးပေါင်းအောက်ကိုရွေးချယ်ထားပါတယ် body ဆိုရင်တော့ mate body ကိုရွေးချယ်ထားပါတယ် villarian နဲ့ real madrid ပွဲမှာဆိုရင်တော့ real madrid body cup ပါပါကြိုက်ပါတယ်ဂိုးပေါင်းအောက်ကိုရွေးချယ်ထားပါတယ်ကျွန်တော် setup ကိုねကျွန်တော်အစိုးဝဲပေါ့နော် villarreal ရဲ့ပွဲစီမှာဆိုတော့ setup ကို zone ball ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဗျာဒါကြောင့်ငယ်ဒီနေ့မှာဆိုတော့ဂိုးပေါင်းအောက်ကျွန်တော်ရွေးတာ၃ပွဲ ပါပါတယ်ဗျာကျွန်တော်တကယ်လေးဟိုအကြိုက်မလို့ရှင်ဘက်ကံကိုလည်းကျွန်တော်ပြောပြရစီဂုံမောက်အောက်ကြီးရွေးပြန်ပြီပေါ့ဗျာဒါလည်းကျွန်တော်အစီအပြေမဲ့လို့သုံးတက်ထားတာလည်းပါပါတယ်ဗျာ အတိုင်းမလို့ရှင်ဘက်ကံပို့လေကျွန်တော်ပြောပြစီဒီနေ့ကျွန်တော်တုံးသက်သွားတဲ့ video ကို channel တဲ့ဆိုရင် like subscribe follow လေးလုပ်ပြီးတော့ update သွားကြပါအောင်လေကျွန်တော်ပြောပြစီနောက် channel နဲ့ကျွန်တော်တပွဲကောင်း channel လေးပေါ့နော်ထောင်ထားတဲ့နေထားမှာရှိရင်မနေ့ကစပြီးတော့ထောင်ထားပါတယ်ကျွန်တော်ငယ်ကျွန်တော်ရဲ့ channel link ကိုလည်းအောက်မှာချပေးမယ်နေထားမှာရှိပါတယ်ကျွန်တော်ငယ်ဒီ channel ကိုလည်း update ကြပါအောင်လို့ subscribe လေးလုပ်ပေးသွားကြပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ပါရစီဗျာကျွန်တော်ငယ်ချင်းတွေလည်းပေါင်းကြကြပါစီမြန်မာပြည်ကြီးလည်းအေးကြပါစီဗျာ